ဟိုတယောက်ကလည်းတေဟာဦးကိုခိုင်းစားပြီးတော့ငွေတွေမျိုးစုံဖြုံးနေရောတုံးနေရောလူတွေဖြစ်နေရတာအမေရဲ့ကိုကိုဟိုတားလေးတော့ဒုက္ခရောက်ပြီးထင်တယ်ဘယ်လိုလုပ်ကြမလဲသူလည်းရုတ်တရက်ဆိုခေါင်းပူထူးဘာလို့စဉ်းစားစဉ်းစားမှမသိတော့ပါဘူးကွာပြင်မာလက်တွေဖြစ်ခဲ့မှုတဲ့ true story ကိုပြန်ရိုက်တာရိုက်တာဆိုတော့အပြင်မှာတကယ်ခွက်ခတ်မာနေတော့ဒီတင်ဆိုးကလည်းအဲ့လိုအကျိတ်နေဖြစ်ကြတာနွယ်ကြီးကလည်းအဲ့လိုကြီးဖြစ်ခဲ့တာဆိုတော့ဆရာကမေးရဲ့ဆရာဇလန်းကတကယ်ဘောအဲ့လောက်ကြီးရှောက်ထွေးခဲ့တာလားပေါ့ ခက်ခက်မှာဘက်ကလည်းမလျှော့ဘူးလေသူကဒေါ်တင်နေဆိုးကလည်းလုံးဝမလျှော့ဘူးလေဂျားထဲမှာຫນွေရသူကအောက်ဆီဂျင်လေထထပြီးရှို့တာသူကရှို့တဲ့အခါကျတော့နှစ်ယောက်ကသွားလုံးဝတင်းရက်ထိဟိုဘယ်လိုပြောရမလဲမခေါ်ကြတော့ဘူးပေါ့နော်အဲဒီနေ့ရောမရကမုံဝင်း wholesale ပေါ့နော် wholesale မှာမရရဲ့ အာစိန်လန်းနော်ရဲ့ပြီးရခါကျတော့ DNC ရဲ့ပေါ့နော်ဒီမှာစိုင်းခွဲတက်ထက်မှန်ပြီးတော့ဖွင့်နေထားရဲဆိုရဲကြောင်းလေမတော်သတင်းောက်ပါတယ်ပြီးရခါကျတော့ဒီမှာဆိုလို့ရှိရင်အာမတော်အိတ်ကြိုက်တဲ့သူတွေခရက်ကြိုက်တဲ့သူတွေမျက်မှန်ကြိုက်တဲ့သူတွေနောက်ဆေးရွှေသနာချစ်သူတွေရောတနေရာထဲမှာပဲဆုံဆုံလင်းလင်းပေါ့နော် DNC လေးရောဒီဘက်မှာစိန်လန်းနော်ကက်ရက်ကလေးမျိုးတော့တခါတည်းပူရဲအာဒီဆုံဆုံလင်းလင်းအားပေးလို့ရရဲဆိုရဲကြောင်းလေထပ်ဆောင်းပြီးတော့မှပြောချင်ပါတယ် ခု character ကတော့ပြိတ္တတွေကပြိတ္တတွေမြေတာပုတ်ခံ character ဟိုမမဦးရောကတော့ပြိတ္တချစ်တာပေါ့နော်အဲတနာစရာလေးလည်းဖြစ်တယ်ပေါ့ပြီးရဲ့ခါကျတော့မမဦးရောကတော့ချိန်ချင်းချက်ပြီးတော့အဲများသောဖြင့်ကဒီမြမလူလူတွေက တနာကြီးညာစိတ်ပို့တာပေါ့အဲ့ကာကြောင့်ဒီလို character မျိုးလေးဆိုသူကပို့တနာရယ်ပို့ချစ်တာရယ်ပေါ့နော်အဲ့ဒီနွေကတော့အဲသူ့ရဲ့အတွင်းရဲ့စိတ်ကအဲ့လိုကောက်ချစ်ပြီးတော့ဆင်းလဲတဲ့သဘောတဘာပါရှိရယ်ပေါ့နော်အဲ့ဒါကြောင့်လို့ဆိုတော့ Facebook မှာဆိုရဲရေးထားရယ်ပေါ့ အဲဒီနွေရဲ့သဘောတဘာဝကိုက သူကအတွင်းစိတ်နဲ့အပြင်မှာလုံနေတဲ့ behavior နဲ့ကမတူဘူးပေါ့သူအထဲထဲမှာသူကကောက်ချစ်တယ်အဲဒါပေမဲ့သူအပြင်မှာမသိတာအောင်ဖုံးထားရယ်ပေါ့နော်အဲ့ကြားရယ်တစ်ချက်တစ်ချက်ရှန်ထွက်လာတဲ့ item နေနောက်တစ်ခုကကြတော့အဲမဖုံးနိုင်မဖိနိုင်ပေါ့နော်သူမနာလိုစိတ်ပေါ့သူအတ္တစိတ်တွေပေါ်လာတဲ့အခါမျိုးတွေမှာမြင်ရတဲ့အခါအဲပြိတ္တတွေကြည့်ပြီးတော့တစ်ပိုင်းမိတစ်ပိုင်းအသေးသေးရရနေပေါ့နော်ဒါခက်ခက်မှနဲ့ တီဟာဦးဒီဇက်ရုပ် character ပို့ပြီးပေါ်ဖို့အတွက်ຫນွေရကြတော့တော့ဘေးနားကနေ support လုပ်ပေးရတာအဲ့တော့သူဒီຫນွေအနေနဲ့ဇက်ရုပ်ရရောနေမယ်ဆိုလို့ရှိရင်ခက်ခက်မှန်တဲ့တီဟာဦးကိုပြိတ်သက်ကအာဒီ10လောက် ချစ်ကြမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီခက်ခက်မာနဲ့တီဟာဦးဆိုရယ်တကယ် main character ကြီးနှစ်ခုဘိုးဖြစ်ဖို့အတွက်ဘေးနားကနေပြီးတော့ဒီနွေဆိုရဲ villain ကနေပြီးတော့ထတ်ဆောင်ပြီးတော့သဘေးနားတွန်းလိုက်တဲ့အချိန်မှာသူတို့ character နှစ်ခုကပို့ပြီးတော့ဘိုးဖြစ်သွားတယ်ပေါ့အဲ့အတွက်ကိုကြရစက်ရုံမှာအဲနွေဖြစ်ဖို့လို့ဆိုတဲ့မမအုံနဲ့ချိန်မိအများကြီးတော့စူးစမ်းထားတယ် အဲ့အပေါ်မှာတချို့မမအူရမ်းချက်တဲ့လူကလည်းဟဲ့ຫນွယ်နေရာတရုတ်ဆောင်တဲ့ဟာပေါ်မှာဘာလို့သွားတရုတ်ဆောင်တာလဲဆိုပြီးပြောရတယ်ရှိတယ်။ချို့ကြတော့လည်းຫນွယ်ကိုအရန်မုန်းတဲ့လူတွေလည်းရှိတယ်ပေါ့နော်။အာဆိုတဲ့အသည့်တွေမှာဆိုဟဲ့ဘာလို့ຫນွယ် character ကိုသွားပြီးတရုတ်ဆောင်တာလဲပေါ့။ຫນွယ်ရကြလူမုန်းသွားတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအခြေကုပ်ယူပြီးတော့စူးစမ်းနေတဲ့အချိန်တွင်းမှာပြိတ္တကအာအရင်တော့ဆိုရှိရလေနော်။ဇက်ရုပ်တိုင်းအပြင်မှာလည်းမုန်းတာပေါ့။ အဲ့လိုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့သူတက်ကအခုအဲဒီလက်ရှိခေတ်ချင်းနေရပြည်သက်တွေကတော့မျက်စိပွင့်တာအပွင့်နေလဲပို့ဖြစ်လာပြီအဲနောက်ပြီးတော့ဇကားပေါင်းများစွာကိုလည်းကြည်လာရဲပေါ့နော်ပြည်ရင်းပြည်ပါတွေအားပေးလာတာဆိုတော့ villain ဆဲယုတ်ဆိုတာသူတို့တယုတ်ဆောင်နေတာဘဲဆိုတာကိုပြည်သက်ကတဖြည်းဖြည်းနဲ့နားလည်လာတာပေါ့နားလည်လာတဲ့ခါကျတော့လည်းအဲຫນွေအချင်းယုံနေရဆိုလဲအော်သူ့ director ခိုင်းလို့အချင်းယုံနေရတာပါဆိုတဲ့ဟာကိုသူတို့သဘောပေါက်တယ်ပေါ့နော်အဲအဲ့တော့ဆေးရောက်လည်းဒီကနေကျေးဇူးတင်တယ်ဆရာဦးသိန်းဟန်အောင်လည်းသူတက်ဒီຫນွေဆိုရဲ့ ်ကရက်တာမှာနွယ်ဖြစ်သွားဖို့လို့ဆရာအများကြီးပြုပြင်မွမ်းမံပေးခဲ့တယ်ဆုတက်ကိုရိုင်းလည်းအရင်အစွမ်းကုန်စူးစမ်းခဲ့တယ်ဆုတက်ရဲ့ challenging ဖြစ်တဲ့နောက်ထပ် character တစ်ခုမှာအဓိကကတော့အမုံမြင့် team ရဲ့စူးစမ်းရကြုံနဲ့တဲ့အမုံမြင့်မှာအဓိကပေါက်တာကတော့အဲခက်ခက်မာနဲ့ဟိုတရားဦးနဲ့ပေါက်တာပေါ့နော်ဆိုတော့ဒေါက်တာဆိုးတို့နွယ်တို့တော့ဘေးနားနေပြီးတော့ support ပေးရတာပေါ့ဆိုတော့ကို support ပေးရတဲ့အချိန်မှာသူတို့နှစ်ယောက်ကိုပြိတက်တဲ့အခုလက်ရှိချစ်နေတယ်နွယ်ကိုမုန်းနေတယ်ဆိုတာကိုလုတ်ခဲ့တဲ့အဲကိုစူးစမ်းခဲ့တဲ့အသီးပွင့်တစ်ခုဒီအောင်မြင်တယ်လို့ပဲဆိုတော့ကတော့အမှတ်ယူပါတယ် အဖေနဲ့အမေနဲ့ကလည်းသူတို့နဲ့မသက်ဆိုင်ဘူးလို့ပေါင်ဝင်းချုံအတိပေးထားပြီးပဲဘာမှမဖြစ်တော့ပါဘူးအေးအဲ့ဒါလည်းဟုတ်တယ်နော်အဲ့ဒီတော့ဘာမှမကူညီနဲ့မှတ်လောက်သားလောက်ပြစ်ထားလိုက်ဒါမှမပတ်ပါပိုင်း30ဆိုတော့နောက်နောက် နောက်ပိုင်းနေနောက်တည်ရောက်လာလေလေပို့ပြီးတော့သူ့ရဲ့ဆိုးရယ်ဆိုရယ်ဟာပို့ပြီးတော့တိတာလာမှာပေါ့နော်အဲ့တော့ဒေါက်တာတင်ဆိုကြီးဆုံးသွားတဲ့အချိန်ကြလို့ရှင်နွေရဲ့တယုံမှန်ပေါ်ပေါ်လာအောင်မှာပေါ့နော်အဲ့တော့ကိုကလေးရှိတဲ့အချိန်မှာလည်းတပားသူရဲ့ကလေးကိုကလေးလုံနေတာဆိုတော့အဲ့ကလေးကကိုကလေးမဖြစ်နိုင်တော့ဘူးဆိုတော့သူတိသွားခဲ့ပြီပေါ့အဲ့အချိန်မှာသူ့ရဲ့ဆဲဦးတွေထပ်ပေါ်လာအောင်မှာဆိုတော့အဲဒီဆဲရဲ့အလှုပ်တွေအနေနဲ့ဒီကတော်တော်လေးလှုပ်တယ်လို့ပြောလို့ရပါတယ်ဆလာကလေးကလှုပ်လိုက်တဲ့လှုပ်သည်ခုချိန်ဒီကိုမရက်သေးတာ ကြည့်ရတဲ့ပိုင်းတိုင်းပိုင်းတိုင်းပိုင်းတိုင်းဆဲရဲ့အချိုးကွင်းလည်းအလောင်းလေးကြီးပဲဆိုရဲကတော့တခါလေကြာလို့ရှိရင်အဲ့ဒီအပိုင်းတွေကိုကိုက TV မှာမကြည့်ပြည့်ဖဲနေပေါ့နော်တသက်အာပြန်ပြီးတော့နှစ်ပိုင်းသုံးပိုင်းဆက်ကြည့်လိုက်တဲ့အခါမြင်ကြရင်ကိုကမောရဟိုက်သွားတာပေါ့နော်ပြိတ်သက်တွေလည်း အဲအောက်မှာလည်းဝင်ပြီးတော့ပြောတဲ့လူတွေကလည်းပြောဝင်စိတ်မတိုင်းခဲမြတ်ဖြစ်တဲ့လူကဖြစ်ဆိုတော့တို့ကအပိုင်းလိုက်ပိုင်းလိုက်ကျွန်တော်တို့မောနေကြပြီပေါ့အဲ့တော့ချက်မောကြရအောင်ပါပါ30အထိပေါ့နော်အဲနောက်ဆုံးပိုင်းကျတော့မှသာအဖြေရှိရာဖြစ်တဲ့အတွက်ကြောင့်မလို့ဇက်ရဲ့အပိုင်း20နဲ့29 28 29 30လောက်မှသာဇက်ကပြန်ပြီးတော့အပိစ်ပြန်ဖြစ်သွားမှာအဲ့တော့ဒီအချိန်တွေကတော့လုံးဝဇက်တိုက်ဟိုဘယ်လိုပြောရမလဲဇက်ရဲ့ဆွဲတင်နေရမယ့်အချိန်တွေဆိုတော့နွေးဦးဆိုတော့မုန်းနေကြအောင်ပါပါဟုတ်ကဲ့ နွယ်ပြောချင်တာကနွယ်တို့ကိုပါရင်သွေးလေးရှိရင်ကောင်းမယ်လို့ပြောတာဖះပေးရတနည်းရမှာပေါ့နော်ဟင်းပြုံးမမောင်လေးတော်မှာဒီရွယ်ရောက်နေပြီနွယ်တို့ကလေးမရနိုင်တာများလားမသိဘူးနော်ကိုကလေးလေးကတနာစရာကောင်းတာပေါ့သူကကျတော့အဲသူ့ကိုလိုတလိုပုံသွင်းခဲ့တဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့ဖះယုံလေးတယောက်လို့ပေါ့နော်နည်းနည်းငယ်ငယ်ရွယ်နှုတ်နယ်တဲ့အချိန်မှာကလေးကိုကသူ့ကို အာဒီဒေါက်တာနေဆိုးရောຫນွယ်ရောကနေပြီးတော့သူ့ရဲ့မိဘနှစ်ပါးဖြစ်တယ်မိဘအရင်နှစ်ပါးလုံးကသူ့ကိုရောင်းစားခဲ့ပါတယ်ဆိုပြီးတော့ပြောခဲ့တာဟိုကရောင်းစားခဲ့တယ်ဆိုတော့အခက်ခဲကြောင့်ရောင်းစားခဲ့တယ်ဆိုပေမဲ့ကိုကကျတော့ကလေးစိတ်သေးကိုသူ့ရဲ့မူရင်းမိဘနှစ်ပါးကိုမုံသွားအောင်ကိုရရိုက်သွင်းခဲ့တာပေါ့နော်ရိုက်သွင်းခဲ့တာဆိုတော့ကလေးကလည်းနာကြီးတဲ့စိတ်အခံနဲ့သွားမှာကိုရကလည်းအဲ့အချိန်မှာကိုရင်သွေးရလာတဲ့အချိန်မှာကလေးကိုအဲကိုဒီသွေးသားလောက်တော့သွေးသားအရင်လောက်တော့မချစ်နိုင်တော့ဘူးပေါ့နော် အဲ့ချိန်မှာကလေးရဲ့လစ်ဟာသွားတဲ့ခံစားမှုတွေအဲကလေးကြီးတဲ့အခါပြုံးမမောင်ပြုံးမမောင်လေးကြီးလာတဲ့အခါမှာအရွယ်တစ်ခုရောက်လာတဲ့အခါမှာအဲဘာလို့ဆိုတော့ပြုံးဆောင်မယ်ပေါ့ဆိုတော့အဲ့အချိန်မှာသူ့ရဲ့ teenage ပေါ့အာဒီ teenage ရဲ့မတည်ငြိမ်မှု teenage ရဲ့စိတ်လှုပ်ရှားမှုအဲ emotion နဲ့အရင်ဖြစ်တဲ့အချိန်မှာမှအမေနဲ့အဖေနဲ့မြင်တာပေါ့အထူးသဖြင့်သူ့ရဲ့မွေးစားအဖေမြင်ဖြစ်တဲ့ຫນွေနဲ့အဲဒီသူ့ရအုပ်ရဲ့မြင်တာအောင်မရတော့တဲ့အချိန်တစ်ဖက်ကလည်းသူ့ teenage အချိန်မှာ သူလောကဘလို့ဗျံပရာကြီးဖြစ်သွားမလဲဆိုတော့ဆက်ကြည့်ရမှာပေါ့အမေတာဟိုဘတော့ချင်ချင်နေမတော်မှန်းဒါဟဲ့ဒီမှာပဲနေရအောင်လေနော်ဘာဒီမှာမထမ်းချင်ဟိုဘမှာရှောက်ကြည့်ချင်လို့ဒါလေးသွားချင်တာသွားပါစီဖျားဝင်းနေပဲဟာအမေဒါဝေးလို့မသွားဘူးနော်ဖေဖေလို့မမေလို့အများအထိပဲသွားနော်ဟုတ်ချီပြီးသွားနော်ဒါဆိုတော့ပအဝင်းစင်မှာတော့အဲ့လိုအနေချင်းမြင်မှုတာတွေတော့ရှိတယ်။များသွားဖြစ်တော့ အဲကိုပဲတိတ်မကြုံတွေ့ဘူးလားတော့မသိဘူး။ခမချွေးမတွေမှာအဲတယောက်ကစိုးရင်တယောက်ကရှော့ပေးလိုက်ကြတာများရတယ်ဗောနော်။ခလေးပါရလိုင်းပို့စိုးတယ်။အဲ just just လုတ်လိုက်ကြရတယ်ဗောညှိလိုက်ကြရတယ်ဗော။အဲအဲ့လိုမျိုးစင်ပြိုင်းမယံမနာတအားဟို မုန်းသွားကြတယ်ဆိုတာမျိုးကတော့ရှေ့တော့ရှိလိမ့်မယ်ဒါပေမဲ့ရှားမယ်ပြက်လိမ့်မယ်ပေါ့နော်အဲကိုယ်တိုင်ကြုံတွေ့ရမယ်ဆိုလို့ရှိရင်လည်းကိုရက်ကမနဲ့ကိုနဲ့ဆိုကိုကတက်တက်ရှူရှူပဲဖြစ်ချင်တာပေါ့နော်အဲ့လိုရမ်းဖြစ်ပြီးတော့တက်တလုံးမသွားအားစင်ပေါ့နော်အဲ့ကာကြတော့ကိုယ်စလဲညှိုမိမှာပဲလေအဲ့တော့ဒီအဖြစ်ကတော့အဲတကယ်ကိုဖြစ်ခဲ့တဲ့အပြင်မှာလက်တွေ့ဖြစ်ခဲ့မှုတဲ့ true story ကိုပြန်ရိုက်တာရိုက်တာဆိုတော့အပြင်မှာတကယ်ခွက်ခမာနဲ့ဒေါ်တင်တင်ဆိုကလည်းအဲ့လိုအချိန်နယ်ဖြစ်ကြတာຫນွယ်ကြီးကလည်းအဲ့လိုကြီးဖြစ်ခဲ့တာဆိုတော့ဆရာကမေးရဆရာဇလန်းက တကယ်ကိုအဲ့လောက်ထိရှောက်ထွေးခဲ့တာလားပေါ့ခက်ခက်မှာဘက်ကလည်းမလျှော့ဘူးလေသူကဒေါ်ဒီနေဆိုးကလည်းလုံးဝမလျှော့ဘူးလေဈားထဲမှာနွေရသွားအောက်ဆီဂျင်လေထထပြီးရှို့တာသူကရှို့တဲ့အခါကျတော့နှစ်ယောက်ကသွားတော့လုံးဝတည့်ရက်ထိဟိုဘယ်လိုပြောရမလဲမခေါ်ကြတော့ဘူးပေါ့နော်တကယ်တော့မကောင်းဘောတစ်ဖက်နဲ့တစ်ဖက်အရင်တော့မက်ကီပြောဘူးပါတယ်တယောက်နေရာမှာတယောက်ကိုချင်းစာစိတ်နဲ့ဝင်ချင်းရင်မဖြစ်ဘူးလေဒါမျိုးတွေကနော်အဲ့တော့အခုကတော့ကိုချင်းစာစိတ်နဲ့မကြည့်နိုင်ကြလို့အတ္တတွေများကြလို့ဖြစ်တဲ့ရဲမွဲတွေပေါ့ နွေ character ကိုချိန်းတဲ့အချိန်မှာခက်တယ်ခက်တယ်ဆိုတာကိုမလုပ်ဘူးတဲ့ character တခုလည်းဖြစ်တယ်ပြီးတော့မမအူနောက်ပိုင်းမှာတက်လာမဲ့ character ကဒီလိုမျိုး villain ဖြစ်တဲ့အတွက်ကြောင့်မလို့အဲဇက်ရဲ့ဟိုစိန်ခေါ်မှုရဆိုလို့ရှိရင်ကိုယ့်လူတွေချစ်ရာကနေပြီးတော့မုန်းသွားဖို့ကိုဘယ်လောက်ထိနွေဖြစ်နေပြောင်းလဲလို့ယူနိုင်မလဲဆိုတဲ့ဟာကိုအဲစူးစမ်းခဲ့ရတယ်ပေါ့နော် อืมအဲ့ခါကျတော့စိန်ခေါ်မှုတွေတော့အများကြီးရှိခဲ့တယ်အခုလည်းဒီဇကားရိုက်နေတော့ကလည်းရိုက်နေတဲ့အချိန်မှာစူးစားခဲ့တယ်ဒါပေမဲ့အခုဂျိုက်ပြီးတဲ့အချိန်မှာလည်းကိုကိုကိုပြန်ကြည့်ရဲ့ခါမှာအကိုစူးစားခဲ့တယ်ဆိုပေမဲ့ပေါ့နော်ကိုစူးစားခဲ့တယ်ဆိုပေမဲ့တရုတ်ဆောင်ဝါကအင်မတန်နှုတ်သေးရဲ့အတွက်ကြောင့်မလို့ဆိုတော့ကိုကိုကိုအားမရတဲ့အပိုင်းကဏ္ဍလေးရှိတယ်တချို့ဟာလေးကြီးကြတော့ ဆရာလည်းတင်ပေးလိုက်တယ်ဒါပေမဲ့ကိုယ့်ရဲ့အားနဲ့ချက်ကြောင့်ပေါ့နော်ကိုယ့်အားနဲ့ချက်ကြောင့်ကိုလိုအပ်နေတဲ့နေရာလေးတွေလည်းရှိရဲဆုထက်ကတော့အမြဲတမ်းကြည့်လို့ရှိရင်အိမ်ကဆုထက်ကောဆုထက်တမိသားစုတုံးကရောဆုထက်ကိုတော်တယ်လို့ပြောတာရှားတယ်နင်းဘယ်နေရာမှာဘာလို့ပါလဲလို့ပဲပြောတာများတယ်ကိုကကိုလည်းအဲ့လိုဘာလုံးနေရဲဆိုတာကိုပဲကြည့်ပြီးတော့ပြင်တာများတယ်။ဘာဆိုဟဲ့ငါငါတော်နေပြီငါအရန်ကိုပြေစုံနေပြီဆိုဘလို့လို့ရှေ့ဆက်ပြီးရောက်တော့မလဲပေါ့နော်။ဆွဲခါကျတော့ကိုကအမြဲတမ်းကိုလက်ရှိကိုရိုက်ပြီးရဲကားရဲဆိုမမဦးတော့ကလည်းပြိတ္တတွေကြိုက်ပြီးမယ်။ကိုမကြိုက်တဲ့ ပြုတ်စာအမှုရာတချို့တွေကိုမှရှိခဲ့ရမယ်။အော်ငါဒီနေရာတို့လှုပ်လိုက်ရင်ကောင်းသားဆိုအခုလည်းအဲ့လိုပဲနွယ်ကြပြန်တော့လေနွယ်မှာအဲ့လိုတချို့ပေါ့တချို့နေရာလေးငါနည်းနည်းလေးရှော့လုပ်လိုက်ရင်ကောင်းသားနော်ငါနည်းနည်းပို့လုပ်လိုက်ရင်ဒီထက် item ပို့ရောက်သွားမယ်နဲ့တူတယ်ဆိုတော့အားတွေပြန်မြင်ရတယ်ဆိုတော့နောက်ကားရေးကြလို့ရှင်တော့ဒီထက်ပို့ပြီးတော့ဆိုတော့စူးစမ်းပြီးတော့ပေါ့နော်အာတဘာဝကြအောင်အဲပို့ပြီးတော့မှအားထုတ်ဖြစ်မှာ